အလုံးမင်္ဂလာပါ view season ဌာနနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ snow ပါ။ဒီကနေ့မေလ2ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆင်းရဲမဲ့သတင်းတွေကတော့ အရခတ်တက်တော်အေးတပ်ဖွဲ့ဝင်နှစ်ဦးကချင်းပြည်ပလောဝကောင်ဆယ်နယ်မြေစိမ့်စင်ကြီးရွာကချင်းအမျိုးသမီးတဦးကိုအတန်းတမပြစ်ချက်မှုအပေါ်ပြင်းထန်စွာရှုတ်ချပြီးပြစ်မှုကျွလွန်သူနှစ်ဦးကိုထိုက်တင်တဲ့ပြစ်ဒဏ်ချမှတ်ရန်ဖွင့်လင်းမြင်တောက်မှုရှိစွာတရားစီရင်ဖို့ချင်းပြည်အစိုးရအဖွဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတောင်းဆိုလိုက်ပါတယ်။ ငလှည့်နောက်ဆက်တွဲလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့မေလ၁ရက်ကနေ31ရက်နေ့အထိအပြည့်ရက်သက်တမ်းထပ်တိုးလိုက်တယ်လို့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့ကမနေ့ကထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စီစဉ်မှုဖြင့်ကျင်းပပြုလုပ်တဲ့တအောင်တက် TNLA နဲ့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ကုမင်းတွစ်ဆောင်ပွဲမှာ နှစ်ဖက်သဘောတူညီချက်မရဘဲပြီးဆုံးသွားတဲ့သတင်းလေးနဲ့အတူအခြားစင်ဝင်စားဆရာနောက်ဆုံးရသတင်းလေးတင်ဆက်ပေးဖို့ရှိပါတယ်။အရကတ်တော်အေတပ်ဖွဲ့ဝင်နှစ်ဦးကချင်းပြည်ပလဝကောင်ဆယ်နယ်မြေစိမ့်စင်းကြီးရွာကချင်းမြို့တပီတူကိုအတင်းအဓမ္မပြုကျင့်မှုအပေါ်ပြင်းထန်စွာရှုတ်ချပြီးပြမှုကျွလွန်သူနှစ်ဦးကိုထိုက်တဲ့ပြစ်ဒဏ်ချမှတ်ရန်ပြည်လွှဲမြင်သာမှုရှိစွာတရားစီရင်ဖို့ချင်းပြည်ဆိုရအဖွဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတောင်းဆိုလိုက်ပါတယ်။ အရခတ်တတော်ရေးဟာစစ်အာဏာရှင်တော်လှန်ရေးကိုအကြောင်းပြပြီးချင်းပြည်ဘလဝဒေတာမှဒေတာခံပြည်သူတွေသဘောတူညီမှုမရှိဘဲတက်ဆက်ခံချတာစစ်ရေးပေါ်ဆောင်မှုတွေပြုလုပ်နေတဲ့အတွက်ပြည်သူများတိဒုက္ခရောက်ကြရသလိုအကြမ်းဖက်ဖန်စီနှိပ်စက်အမှုအဖြစ်ပြည်သူတွေရဲ့အသက်အိုအိမ်တွေကိုလည်းမကြာခဏချင်းချောက်လို့ရှိရလို့ချင်းပြည်ဆိုရအဖွဲ့အမျိုးသမီးလူငယ်တဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကယနေ့မေလ၂ရက်နေ့မှာထုတ်ပြန်ပါတယ် စိတ်ဆင်းရဲရကချဲမျိုးသမီးတူကိုအေအေတပ်ဖွဲ့ဝင်နှစ်ဦးကရည်ရွယ်ချက်ရှိရှိဖြင့်တန်းနမပြုခြင်းခဲ့တာဖြစ်ပြီးတိုင်းရင်းသားအချင်းချင်းကြားစိတ်ဝမ်းကွဲမှုနဲ့လူမျိုးရင်းမုန်တီးမှုကို ဖြစ်စေနိုင်တဲ့အတွက်ပြည်မှုဇွလွန်သူနှစ်ဦးကိုထိုက်တဲ့ပြစ်ဒဏ်ပေးရန်ပွင့်လင်းမြင့်တာမှုရှိစွာတရားစီရင်ဖို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတောင်းဆိုပါတယ် ကျူးလွန်ခံရသူအတွက်လည်းစိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးဆောင်ရှားမှုပေးခြင်းလုံခြုံမှုနဲ့ဥပဒေအကာအကွယ်ပေးခြင်းလိုအပ်သောအကူအညီပံ့ပိုးပေးခြင်းများဆောင်ရွက်ပေးရန်လည်းတောင်းဆိုထားပါတယ်အရခတ်တတော်ရဲ့အနေနဲ့နောက်နောက်ရခုလိုချင်းပြည်သူများပေါ်လူမဆန်တဲ့အကြံဖတ်မှုမျိုးလုံးဝလုံးဝမပြုလို့ရရင်လည်းပြင်းထန်စွာတတိပေးကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ April 5ရက်နေ့ကစိန်စင်ကျေးရွာကအသက်2နှစ်အရွယ်နှုတ်ဆုကလေးငယ်တဦးရဲ့မိခင်ချင်းမျိုးသမီးဟာရွာကနေ10မိနစ်ခန့်သာလမ်းလျှောက်သွားရတဲ့ရာခင်ကိုသွားတဲ့အချိန်မှာ ULAA တပ်ဖွဲ့ဝင်တို့ကအတမပြုချင်းပြီးရင်းနှစ်တပ်ဖြတ်ရန်ကြိုးပမ်းနေစမှာရောက်ခမဖြစ်သူကတွေ့ရှိလို့အော်ဟစ်အကူကြီးတောင်းရကနေအသက်ဘေးမှတည်တည်ကလေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးပြမှုကျူးလွန်တဲ့အေအေတပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးထိန်သိမ်းထားပြီးတရားမျှတမှုရှိအောင်ဆောင်ရွက်ပေးမယ်လို့အေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကပြောထားပေမဲ့ယနေ့ချိန်ထိတလနီပါရှိလာပြီးဖြစ်ပေမဲ့ဘလို့အရေးယူဆောင်ရွက်မှုရှိတယ်ဆိုတာမသိရသေးပါဘူး။ချင်းပြည်တောင်ပိုင်းမတူပြည်မြို့နယ်ငလိုင်ချေရွာမှာမေလတရနေ့ကဒေသခံအမျိုးသားနှစ်ဦးမြေမြုပ်မိုင်းနေပြီလို့ထိခတ်တဲ့အရာရှိခဲ့တယ်လို့သိရပါဗျ။ အဆိုပါဒေသခံအမျိုးသား2ဦးဟာအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကိုစစ်ပေးတင်ဆောင်ရာကနေနေအိမ်တန့်ရှင်ရေးလုပ်ဖို့နေရက်ပြန်သွားတဲ့အချိန်မှာမြေမြုပ်မိုင်းနေမိခဲ့တာဖြစ်ပါတယ်။မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်2ဦးမှခြေတစ်ဖက်ပြတ်ထွက်သွားပြီး2ဦးကတော့မဆွေးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလည်း CTF မတူပီမတမဟာနှင့်ရဲဘော်2ဦးမြေမြုပ်မိုင်းကြောင့်ခြေတစ်ဖက်ပြတ်ခဲ့ရပါတယ်။ တပင်မြို့နယ်ဟာစစ်ကောင်စီကင်းစင်တဲ့ဒေသဖြစ်ပေမဲ့မြင်းမြုံမိုင်းအန်တရယ်တွေရှိနေသေးတာကြောင့်ပြည်သူတွေသတိထားကြဖို့တော်လှန်ရေးအင်အားစုတွေကသတိပေးထားကြပါတယ်။ငလျင်နောက်ဆက်တွဲလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့မေလ၁ရက်ကနေ31ရက်နေ့အထိအပြည့်ရက်သက်တမ်းထပ်တိုးလိုက်တယ်လို့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့ကမနေ့ကထုတ်ပြန်ပါတယ် မတ်လ28ရက်နေ့ကအင်အားပြင်ငလင်လှုပ်ခတ်ခဲ့ပြီးနောက်ဧပြီလ9ရက်နေ့အပြစ်ရဲ့ကြေညာချက်ကိုဒုတိယအကြိမ်တလတသန်ထိုးလိုက်တာဖြစ်ပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးမှုတွေကဲဆယ်ရေးလုပ်ငန်းတွေထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက်ငလင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့မေလကုန်ထိအပြစ်ရဲ့သက်တမ်းထိုးတာဖြစ်ကြောင်းကြေညာချက်မှာပါရှိပါတယ်။ဒီကလအတွင်းခုခံကောက်ရတဲ့တုံ့ပြန်မှုကလွယ်ရင်ထိုးစစ်စင်တိုက်ခိုက်ခြင်းလုံးမှာမဟုတ်ဘူးလို့လဲဆိုပါတယ်။ စစ်ကောင်စီကတော့ဧပြီလကုန်ထိကြရည်ပြည့်ရက်ကြောင်းကြေညာခဲ့ပေမဲ့နောက်ထပ်တသန်တူတာတော့မရှိသေးပါဘူး။တရုတ်နိုင်ငံရဲ့ချောင်းဝင်စီစဉ်မှုဖြစ်ကျင်းပပြုလုပ်တဲ့တက်အောင်တက် TNLA နဲ့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ကုမင်းတွစ်ဆုံပွဲမှာနှစ်ဖက်တဘောတူညီချက်မရဘဲပြီးဆုံးခဲ့တယ်လို့ PSLF TNLA ကမေလ၂ရက်မှာထုတ်ပြန်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ ကိုစလဲနဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုစလဲတို့ဟာတရုတ်နိုင်ငံကူမင်းမြို့မှာဧပြီလ28နဲ့29ရက်ကနေအပြည့်အခက်ရက်စဲနိုင်ရန်အတွက်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီကိုစလဲဖက်က TNLA ကိုတစ်တုံညာနှစ်ခွင်းစစ်စီရင်တော့ကတင်ပိုက်ထားတဲ့နောင်ချိုကြောက်မဲဒီပေါ်မုကုတ်မုံမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းဆန်နဲ့မတ်တုံမြို့နယ်အတွင်းထိ တက်ဖွဲ့များအားလုံးပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး PSLF TNLA ကိုယ်စားလှယ်တွေကတဘောမတူနိုင်တာကြောင့်နှစ်ဖက်ပြန်လည်ဆွေးနွေးမှုထက်ဆင့်မတူနိုင်သေးပဲနှစ်ဖက်အပြည့်ခက်ရက်ဆဲနိုင်ရေးအတွက်လာမယ့် August လမှာထပ်မံတွေ့ဆုံရန်သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။လေကြောင်းလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်တာထုတ်ဆစ်စင်တာစားတဲ့ပြစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ဒေတာတင်ငင်အေဂျင့်ရန်နဲ့ကိုကန်တပ်ဖွဲ့ MNDAA လိုတဆင့်တိုးအပြည့်ခရက်ဆယ်ရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရွှေကျွန်းကကမထအပြုအလေးထားကြိုပမ်းခဲ့တာဖြစ်တယ်လို့ TNLA ကထုတ်ပြန်ပါတယ် TNL နဲ့စစ်ကောင်စီတို့ဟာပြီးခဲ့တဲ့ February 16နဲ့16ရက်နေ့ကလည်းတရုတ်နိုင်ငံရဲ့ကြောင်းဝင်စီစဉ်မှုဖြစ်ကူမင်းမှာတွေ့ဆုံခဲ့ကြပေမဲ့ဆွေးနွေးပွဲကအပြည့်မထွက်ပဲပြီးဆုံးခဲ့ပါတယ်။ ်တစ်တုံညနှစ်ခွန်းစစ်စင်ရေးပထမလှိုင်းနဲ့ဒုတိယလှိုင်းမှာ TNLA ကနန်ဆန်မန်တုံနမ်တူနန်ခမ်းကွက်ခိုင်မိုင်းလုံးမိုင်းငော့တီပေါ်ကြောင်မဲနောင်ချိုမိုးကုံနဲ့မုံမိတ်အပါဝင်မြို့ကြီး၁၂မြို့ကိုတင်ထားပါဗျာကချင်ပြည်နယ်ဖားကံမြို့နယ်လဝါကျေးရွာကဆူတောင်တောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျာ လောဝါကျေးရွာကခရစ်ယာန်ဘာသာဝင်တွေရဲ့ suit down တောင်မှစစ်ကောင်စီကတက်ဆွဲထားပြီးအဲ့ဒီနေရာကိုမိလာတရက်နေ့မနက်အစောပိုင်းမှာ KIA ကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ရဲရုပ်အလောင်း73လောင်းတွေ့ရှိခဲ့ပြီးတအူးကိုရှင်ဖမ်းမိခဲ့တယ်လို့ကချင်စစ်ရဲတရင်ရင်းမြစ်တအူးကပြောပါတယ်။ KIA ပပောင်းတက်ကဗန်းမုံမြို့တိန်စစ်စင်ရဲ့ရှိန်မြင့်ဖော်ဆောင်နေချိန်မှာစစ်ကောင်စီကလည်းဖာကန်မြစ်ကြီးနာမြစ်စုံဒေသဝိုင်းမော်မြို့နယ် လမြန်ဒေတာတွေကိုစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာတွေပြုလုပ်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။စစ်ကောင်စီကဧပြီလလုံးကိုအပြည့်ရက်မယ်လို့ကြေညာခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုတာမကမြေပြင်ထိုးစစ်ဆင်မှုတွေပါဆက်လက်ပြုလုပ်နေသလိုစစ်ကောင်စီကသူတို့ကြေညာချက်ကိုကိုယ်တိုင်စီဖောက်နေတာဖြစ်ကြောင်း KAI သတင်းပြန်ကြားရေးဌာနတာဝန်ခံမှုကြီးနော်ဘူးကပြောထားပါတယ်။ ဘကူးတိုင်းမူးမြို့နယ်မှာအစံဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ခြေရွာငါးရွာကို KNLA ဦးဆောင်သောတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်ကောင်စီဘက်ကဒုတရင်မှုတအူနဲ့အရာခံဖို့တအူအပအဝင်သေဆုံးသူများပြခဲ့တယ်လို့ခရင်အမျိုးသားစီယုံ KNU ဘဟုကဒီကနေ့ထုတ်ပြန်ပါတယ် တင်ရမြို့သားစီယွန် KNU ကိုတူလေအချုံမှုနယ်မြေခလလွေထူခရိုင်မှာရှိတဲ့မူးမြို့နယ်အတွင်းကအချမ်းဖက်စစ်ကောင်စီရဲ့ခါလာရ60နဲ့ခါလာရ83ပူပေါင်းတပ်ဖွဲ့တွေခြေကုပ်ယူထားတဲ့နောင်ကုံ၊ရင်တိုက်ကုံ၊ရမျိုးအောင်၊ရွာကြီးအင်ဂျင်ကုံ၊တောင်စုကျေးရွာတွေကိုဧပြီလ28ရက်နေ့နနက်တနာရီခန့်မှာ KNLA ဦးဆောင်သောတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့တာလို့သိရပါတယ်။ တိုက်ပွဲအတွက်ဂျမ်ဖက်စစ်ကောင်စီတပ်ဖက်ကဒုတရင်မှုတဦးအပောင်းဝင်အရာခံဖို့တဦးကြဆုံးကအများအပြားထိခိုက်သိဆုံးမှုရှိပြီးလက်နက်ခဲယမ်းများစွာလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။အဂျမ်ဖက်စစ်ကောင်စီတပ်တွေဟာခြေရွာအတွင်းတပ်ဆွဲထားမှုကြောင့်ပြည်သူတွေဘေးလွတ်ရာထွက်ပြေးတန်းရှောင်နေကြရပြီးဒုက္ခမျိုးစုံဖြစ်ကြုံတွေ့နေရကြောင်း KNU ကထုတ်ပြန်ထားပါတယ်။ ပကူတိုင်နလင်းမြို့နယ်ရှေဖက်တမန်ငယ်ရွာမှာရှိတဲ့အကျံဖက်စစ်ကောင်စီရဲ့တမန်ငယ်ရဲစခန်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူပေါင်းတပ်တွေကဒီနေ့မနက်မှဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။အကျံဖက်စစ်ကောင်စီရဲ့တမန်ငယ်ရဲစခန်းစခန်းကိုဒီကနေ့မေလ2ရက်မနက်3:30မိနစ်ခန့်မှာဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပြီးတိုက်ပွဲချမှတ်ချိန်တနအီခန့်ရှိခဲ့တယ်လို့သိရပါရယ်။ တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီက2ဦးသေဆုံးခဲ့ပြီးကြံရှိတဲ့ပြည်စော်ထီတွေနဲ့အကြံဖက်တပ်ဖွဲ့ဝင်တွေကထွက်ပြေးသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တော်လှန်ရေးရဲဘော်တွေဘက်ကတော့ထိခိုက်မှုတဆုံတရာမရှိဘူးလို့သိရပါတယ်။တိုက်ပွဲအတွင်း G3 တလက်၊ Carbine 3လက်၊ MA3 တလက်၊60မမစိန်ပြောင်းတလက်ဘုံတီနဲ့ဂျီဇန်တွေတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ ဗီယိုစီသတင်းဌာနရဲ့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်